2010ရွေးကောက်ပွဲပြီးမှာတော့မြန်မာနိုင်ငံမှာနှစ်ပေါင်း20ကြာကြာကျင်းသုံးခဲ့တဲ့စေအုပ်ချုပ်ရေးစနစ်ကနေဒီမိုကရေစီစနစ်ကိုကူပြောင်းမှုဆင်ခြင်ခဲ့ကြပါတယ်။ဒီလိုနဲ့သမ္မတဦးသိန်းစိန်ခေါင်းဆောင်နဲ့အယတအစိုးရတပွဲပေါ်ပေါက်လာပြီးနောက်ပိုင်းမှာတော့ပြည်သူတွေရဲ့ဆုံးရှုံးခဲ့ရမှုတွေနဲ့ပတ်သက်လို့လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်တွေလည်းထိုင်လျောက်ရလာခဲ့ပါတယ်။ဆန္ဒပြခွင့်ရရလာတဲ့တပြိုင်တည်းမြန်မာနိုင်ငံတနန်တလျာမှာ နှစ်ပေါင်း၂၀အတွင်းပြောခွင့်မရတဲ့သူတို့ရဲ့နိနာခဲရမှုတွေအတွက်ပြည်သူတွေဟာဆန္ဒပြပွဲတွေကိုစက်တိုက်ဆိုသလိုပြုလုပ်လာခဲ့ကြပါတယ်ဒီထဲမှာတော့အတင်းအဓမ္မလေယာမြေတွေကိုသိမ်းခံခဲ့ရတဲ့လေသမားတွေရဲ့တောင်းဆိုဆန္ဒပြမှုကအများဆုံးဖြစ်တယ်လို့တော့ပြောလို့ရပါတယ်။နင်းနေခွန်တော့ခွန်ဘုမတရားပန်းထားတာတွေလွတ်ပြီးပါ ဒါလည်းသိဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျေးလက်နေလူဦးရေကမြန်မာနိုင်ငံလူဦးရေ80ရာခိုင်နှုန်းရှိတယ်လို့သူတို့တွေတဲ့အများစုကလေယာဉ်လုပ်ငန်းလုပ်ကင်ကြသူတွေဖြစ်နေလို့ပါပဲ။သူတို့တွေကပုံစံပေါက်တဲ့လေယာဉ်လုပ်ငန်းကို လုပ်ကင်လာခဲ့သူတွေလည်းဖြစ်ပါတယ်။ဒါမဲ့1990ပတ်ဝန်းကျင်တပိုင်းမှာတော့စစ်အစိုးရက ဗဟမီနိုင်ငံပိုင်ပြူရေးဥပဒေကိုအသုံးပြုပြီးမြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့လဲမျိုးတချို့ကိုသိမ်းယူခဲ့ပါတယ်ဒီထက်မှာမြန်မာနိုင်ငံရဲ့စီးပွားရေးမျိုးတော့ဖြစ်တဲ့ရန်ကုန်မြို့စင်ကြီးဘုံကလေယာဉ်မျိုးတွေဟာလည်းနိုင်ငံတော်ရဲ့မျိုးပြစီမံကိန်းဖော်ဆောင်ရေးအတွက်သိမ်းယူခြင်းခံခဲ့ရပါတယ်90 90မှာစပြီးသိမ်းတာပေါ့လေအဲဒီစသိမ်းပြီးတော့ဥွင့်ဆိုပြီးတော့သိမ်းပြီးတော့အဲဒီသိမ်းတဲ့အချိန်ကစပါးတွေအပင်နေတူးတာပေါ့ အင်းဒီတည်းတူးပြီးတော့သူလူဆုံးနဲ့အပင်ဒီနဲ့လာတူးပြီးတူးပြီးတော့အိုင်းကဒဲမထားခဲ့တာပေါ့စီမံကိန်းတွေတင်ယူခဲ့တယ်ဆိုပေမဲ့နိုင်ငံတော်အနေနဲ့ချက်ချင်းအကောင့်တွေပေါ်ခဲ့တာမျိုးတော့မဟုတ်သေးပါဘူးသူကရက်သွားတယ်ပြန်မလာတော့ဘူးအားမမလုပ်ခဲနဲ့ပြစ်ထားခဲ့တာအလန်းတိုးလို့တန်းလန်းနေနဲ့ထားခဲ့တာနောက်အဲ့ဒီကျွန်တော်ကမန်းကြီးပေါ့နှစ်နှစ်ကျော်ကြာလောက်ကြာတော့မှဒုတိယစီမံကိန်းပြန်ဆင့်လုပ်တယ်အဲ့ဒီအချိန်အဲ့ဒီအချိန်ကြာတော့မှလေကွင်းထဲမှာရှိတဲ့တဲတွေ ိမ်တွေကိုသူကအကုန်ပြတ်ခိုင်းတာလေယာဉ်လုပ်ငန်းကဒါစင်တဆိုင်လုဆောင်လာတဲ့သူတို့တွေဖို့လေယာဉ်မဲ့ဖြစ်သွားတဲ့နောက်ပိုင်းမှာတွေ့ကြုံရတဲ့အဆင်မပြေမှုတွေကလည်းဒုနဲ့တေပါဖခင်ကတော့အရသမားဘွားကြီးတောင်ရောက်သွားတယ်လှုပ်လည်းမလှုပ်တတ်တော့ဘူးဆိုပြီးတော့လေအမားတွေလည်းအကြောင်းတန်းလန်းနေနဲ့ထွက်ပြလိုက်ရတယ်ထွက်ပြီးတော့ဒီလိုပဲဘာလို့လှုပ်လို့လှုပ်ကမဲမသိဘူးဆိုပြောဖြစ်တယ်နောက်ပိုင်းလဲကြာအဲဒီလိုမျိုးစိတ်ညစ်ပြီးတော့ပဲနေနေရရင် နွားတွေလည်းကုန်လိုက်နွားတွေကိုနှစ်သက်ယုံရောင်းရမယ်ဆိုတော့လည်းဖះငူလိုက်အမီးရငူလိုက်တယ်ဗောနောမရောင်းတော့မရောင်းကျင်ဘူးဒါမဲ့လည်းနောက်ပိတ်ဆုံးကြတော့ဒီတာဘုံနွားအတက်မခံဘူးဆိုတော့အဲ့နွားတွေပဲရောင်းစားရတာပဲကျွန်တော်တို့ဆိုရင်အဲ့ဒီချိန်ကကျွဲတွေနွားတွေကိုတပန်း6000ကျော်9000ထွက်တဲ့လေကတပန်း200ကျော်လောက်ပဲရလို့စုံစုံတာဗောဒါတခုကျွန်တော်နွားနဲ့ကျွဲနဲ့အားလုံး28កောင်လောက်ရှိတယ်ဦးရောက်ခွေရောက်ကျွန်တော်ရောင်းပေးရတာထားရံနေရမှာရှိတော့ 1998ခုနှစ်တဝိုင်းမှာတော့ဝန်ထမ်းမီခွဲဖော်ထုတ်မှုနဲ့ဆက်မှုဆောင်စီမံကိန်းနဲ့ကင်းလွတ်တဲ့တောင်မြောင်းနဲ့အရှိတကုံမြို့နယ်ကတချို့လယ်မြေတွေကိုပြန်လည်ခွင့်ရခဲ့ပါတယ်။အဲတော့ဆက်မှုဆောင်မှုအပိုင်းတွေပါဝါတဲ့ဟာတွေကကျွန်တော်လုံးဝမလုပ်ပါဘူး။အခုဥယင်ပဲဆိုတဲ့တတ်မှတ်ထားရဆိုတဲ့အဘက်ကဂျန်နာလေးတော့လုပ်ရတာပေါ့။အဲ့ဒါတော့မှအခုကွက်ကျူကွက်ကြပေါ့။ငူနာနေနေဒီနာနေနေအဲ့လိုပဲလိုက်လုပ်ပြရတယ်။စီမံကိန်းထဲမှာပါသွားတဲ့လက်ပိုင်ရှင်တွေကတော့မိသားစုနေစဉ်ဘဝရှင်သန်ရေးအတွက်ရရအလုပ်ကိုလုပ်ကင်ခဲ့ကြရပါတယ်။ တပည့်ချောင်းရသားကိုတောင်းလိုင်းကတော့လောက်ဆရာလဲမရှိတော့တဲ့အချိန်မှာသူတိတ်မကြွန့်ကျင်တဲ့လုပ်ငန်းတွေကိုလုပ်ကင်နေရပါတယ်။လုပ်ငန်းတွေမှာသူအနေနဲ့တိတ်အဆင်ပြေလာတယ်တော့မဟုတ်ပါဘူး။အဲလဲသိမ့်မိရကျွန်တော်လည်းအခက်အခဲရှိရပါဗျာ။ခုလဲတဲ့လူမလို့ကတော့ဈေးဆက်ဥမှာဝင်စင်းတယ်။ရှားတဲ့ဟာလေးနဲ့ပဲမသားသူညတာပြီးတော့စရတာပါဗျာ။ကျွန်တော်တို့ကလဲတဲ့ကရတဲ့ငွေကြေးနဲ့ဆက်ဥမှာပေးတဲ့ငွေကြေးနဲ့မမျှဘူးပေါ့ဗျာ။မများတော့လဲချိုးချမ်းပြီးတော့စတော့ရတာအဲ့ဒီလိုရှိပါတယ် နိုင်ငံတော်စီမံကိန်းကြောင့်လင်းမီတွေကိုတင်ယူခဲ့တဲ့ဆိုပေမဲ့တချို့လေယာဉ်မြေတွေပေါ်မှာခု2014ခုနှစ်အထိဘလို့စီမံကိန်းမျိုးမှတိစောက်ထားခြင်းမရှိသေးတာကိုလည်းတွေ့ရပါတယ်။တက်ဆယ်လီနယ်လောက်ကလေးကလေယာဉ်လုပ်ငန်းလုပ်ကင်လာတဲ့ဥပြုံးရဲ့လေ73အေကာလောက်ကို1992ခုနှစ်ဝင်းကျင်မှာတင်ခံလိုက်ရပါတယ်။လေရမက်ကန်နီးနေလေမက်ကန်နီးနေဟိုဘက်မှာတော့လေတွေတိတ်နေပြီ။တို့ဘက်တော့လာမှမသိဘူးသူတပြေးပြေးနဲ့ရောက်လာတာ။ ရောက်လာမှာစပားတွေကလည်းမှက်ကန်နေနေစပားတွေမှက်ကန်နေနေရောဒီစပားတွေတော့ကွာမင်းမပေါက်ပါနဲ့ဟုတ်ဒီလင်းကားရောင်းနေမှာပေါက်ပါဆိုညာဦးရဲ့ကျွန်တော်တို့ကအခုပေါက်မှာဆိုမှက်ကန်နေဝင်နေတဲ့အချိန်မှာဝင်ပေါက်တာဇနီးနဲ့တာသမီး၁၀ယောက်ရှိတဲ့သူ့ဖို့လင်းနေတဲ့အသိခံရပြီးနောက်ပိုင်းမှာရှင်ဆိုင်ရတဲ့အခက်အခဲတွေကလည်းမသေးလာပါဘူးခုနှစ်နှစ်တိတိမလောက်အောင်ကျွန်တော်တို့60တခုနှစ်ကစိတ်မွာတာ ခုနကမလောက်ရတာဂျာမှာကိုပါကိုရှာချင်မလို့လားရှေ့တိုင်းကျွန်းသွားလေးတွေရောင်းထုံလုံးသက်တုံးလေးတွေရောင်းပြီးတော့စားတာခဲ့အဲ့ဒါစားရင်စားရင်လည်းမိသားစုကများတော့မလောက်မလောက်တော့အဲ့ဟိုကဂျုံလိုက်သွားလောက်လိုက်တမီးတွေကဈေးရောင်းလိုက်မိမကဈေးထွက်ရောင်းလိုက်မိမကလည်းခလေးငွေရာနဲ့ပဲတမီးတွေပဲရောင်းနေရတာ ဖေရဟိုကတောင်ငါပြေးလောက်လိုက်တရား900ရပြေးလောက်လိုက်နဲ့လောက်ခဲ့ရပါတယ်။တည်ယူခံရတဲ့သူ့လက်မြေတွေပေါ်မှာဆိုရကဘလို့စီမံကိန်းမျိုးကိုမှကောင်းတဲ့ဖော်နေတာသူမတွေ့ခဲ့ပါဘူး။ဒီလိုနဲ့9နှစ်လောက်အကြာမှာတော့ပေါင်းနေမြက်တွေဖုံးနေတဲ့သူ့ရဲ့အသိဉာဏ်လက်မြေတွေတဲကရှေ့ဧကလောက်ကိုပြန်လောက်ခွင့်ရခဲ့ပါတယ်။ကျန်တဲ့9ဧကကတော့ချမ်းွက်တွေဖြစ်သွားပါပြီ။လေဒီမြတော်ကြီးဖြစ်နေပြီပြန်လောက်ချင်းလောက်ကြဆိုတော့အဲ့မြတော်ကြီးကိုဒါဆိုရင်ကောင်းပြီဆိုပြီးတော့ဓာရီနဲ့ခုတ်ကြ ်ထုံတက်တင်နဲ့သွားကြတယ်ပြန်လောက်ရတယ်ပြန်လောက်တဖိုင်နေတိုင်းပဲလို့တော့မကောကျွမ်းသွားမရှိဘူးကျွမ်းသွားရှိတဲ့လူစီကလိုက်ငါပြီးတော့လောက်ရပါတယ်ဒီလိုနဲ့လောက်ကင်လာရင်ရဲသားဆိုးရတက်ပြီး၃နှစ်လောက်ကြာမှတော့စီမံကိန်းမဖော်ဆောင်ဖြစ်တဲ့လယ်နေတွေကိုမူလပန်းရှင်လယ်သမားတွေပြန်ပေးရမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တချို့နေရာတွေမှာမူလပန်းရှင်လယ်သမားတွေစီကိုတိမ်ထားတဲ့ဖွဲ့စည်းတွေကပြန်လည်ပေးအပ်ခဲ့တာတွေလည်းရှိပါတယ်။ ဒါမှမဟုတ်ရန်ကုန်အနီးတစ်ဝက်ကလေယာဉ်မြေတွေကတော့ပြန်မြာသေးတဲ့အပြင်2014ခုနှစ်ဇွန်လဆိုင်ပိုင်းမှာပဲဥပုံစိုက်ပြုတ်ထားတဲ့လေသုံးအကလောက်ကိုစာတင်ကြောင်းဆောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖြစ်စည်းခံလိုက်ရပါတယ်ကျွန်တော်တို့ကဒီတဘာလေးအများကြီးုံမပြောနဲ့တဘာတူမွားကျွန်တော်စတာဝါတာတော့မှကျွန်တော်တို့ဝင်းထဲမှာပြင်ထန်နေပြီကိုကျွန်တော်စတာတော့မှခုမှဒီတုံးကနှမျောနေပြီဒီလိုလေကွင်းကြီးကိုတခွင်းလုံးဓာတ်နဲ့ပြန်သွားတာဆိုတော့ သူတို့ကအောက်လိုက်ကြည့်လူတွေကအများကြီးကိုကဘယ်လိုလုပ်မလဲကြည့်တော့မကြည့်ဘူးကျွန်တော်အဲ့ဘက်ကိုမျက်နှာလွှဲပြီးတော့နေတယ်ဒါအပြင်ရန်ကုန်ကြီးတဝက်ကတင်ယူထားတဲ့လယ်မြေအလွတ်တွေပေါ်မှာလည်းခြံွက်တွေစက်တိုက်ဆိုသလိုကာရန်လာတဲ့အတွက်လေမီလေးပြန်ရပါမလားဆိုတော့ဆိုရင်စိတ်တွေသူတို့မှကြည်ဆုံးနေပါပြီ။လေဒီပြန်ပြင်မဲ့လဲဆိုတော့အဲရောင်းဝယ်တွေကဝယ်ရေးခြံခံရေးဝယ်ရေးခြံခံရေးအဆောက်အဦကတော့မဆောက်ဘူးခြံနေပဲဆောက်ခက်ခောက်ခက်တယ်။တစ်ချိန်ကလေရှင်တွေဟာခုချိန်မှာတော့ နိုင်ငံတွင်းကျူးကျော်ဝင်ရောက်နေထိုင်သူတွေဖြစ်သက်မချင်းကိုခံနေရပါတယ်။အဖေအမေတို့ကတကောင်စင်းအနေနဲ့လယ်သမားကြီး။ညီမတို့ကတော့လယ်သမားအဖေမေရဲ့နောက်ကရင်ဈေးစင်းကလောက်ကတယ်မိုက်ယောက်ျားကြတော့ဈေးစင်းကလောက်ပြီးတော့နေလဲနေရောလယ်ကျူးတဲ့အဖေသေးသွားတဲ့အဖေသေးသွားတော့အမေနဲ့တူတူလယ်လောက်တယ်။လယ်လောက်နေရရင်တခါတခုကျတော့လယ်ကျူးဆိုပြီးတော့ဧည့်သည်စာအုပ်လေးပဲပြီးတော့တယ်။သူတို့တွေဟာနေထိုင်မှုအခက်အခဲပြင်လယ်သိမ်းခံရပြီးနောက်ပိုင်းစီးပွားရေးတွေချွတ်ချော်ကြာခဲ့ရသူတွေပါ။ တို့ဘဝနာကျင်မှုတွေကိုအစိုးရအနေနဲ့ဘယ်လိုကုစားပေးမှာလဲ။ဒေသမားတွေကလည်းတို့လယ်တွေပေါ်မှာပြန်လဲထွန်းရက်ဆိုင်ပြုနိုင်လို့ပြောနေနေကြပါပြီ။ကုစိုးရင်ဆင်းရဲမွတ်တင်မှုတိုက်ဖြတ်ရေးကိုအစိုးရကလှုပ်ဆောင်နေပါတယ်။ဒါမဲ့လယ်သမားတွေလည်းလှုပ်ခွင့်မရတဲ့အခြေအနေကအစိုးရဖော်ဆောင်နေတဲ့ဆင်းရဲမွတ်တင်မှုတိုက်ဖြတ်ရေးအစီအစဉ်ပေါ်ကိုမေးခွန်းထုတ်เสียဖြစ်နေပါတယ်။